ုကျွန်တော်ကြည့်ပြမှာကတော့တနင်္ဂနွေသားသမီးများအတွက်အော်တိုဘာလဒီလဝက်ကနေစပြီးတော့လပုံပိုင်းဒီအလောက်ကိုင်းငွေကြီးနဲ့တူတူကြကြဘာတွေကြုံတွေ့ရနိုင်မလဲဆိုတာကိုကြည့်ပြမှာပဲဖြစ်ပါတယ်။အရင်ဆုံးအလောက်ကိုင်းနဲ့ငွေကြီးပိုင်းအခြေအနေကိုဒါကျွန်တော်ကအင်္ဂါဝိဇ္ဇာနဲ့ကြည့်ပြီးတော့ဟောကြားပြမှာပဲဖြစ်ပါတယ်။နောက်တူတူကြကြဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတော့တေရော့ကတ်နဲ့ကန်ချမာဖတ်ကြားပြမှာပဲဖြစ်ပါတယ်ခင်ဗျာ။တနင်္ဂနွေသားသမီးများဟာဒီအော်တိုဘာလပုံပိုင်းအထိ လုပ်ငန်းကိန်းတန်းပိုင်းအနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းကောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အဲ့တော့လက်ရှိလုပ်ငန်းကိန်းတွေကိုပြင်ဆင်တာတို့ပြောင်းလဲတာတို့တိုးချဲ့တာတို့ဒါလောက်ကန်ဆောင်ရွက်ဖို့အတွက်အခွင့်အခါအသင့်ဆုံး ဒါအချိန်ကာလပိုင်းခြားလို့လည်းပဲဟောကြားပေးလိုက်ရပါတယ်အဲ့တော့လုပ်ငန်းခိုင်ခံပိုင်းနဲ့ပတ်သက်တဲ့အဆင်ပြေမှုကောင်းမွန်မှုတွေကိုအများဆုံးရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာနောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေနောက်မျက်နှာသာပေးမှုတွေကိုလည်းပဲရရှိစေတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ငွေကြေးကုန်ကျမှုတွေအထွက်အပြုတွေတအားများတတ်ပါတယ်ငွေကြေးအတွက်နဲ့နည်းနည်းစိတ်သောကများစရာလေးတွေလည်းပဲဖြစ်ပေါ်စေနိုင်လိမ့်မယ်လို့တွေးရပါတယ်အထူးပြောလို့လည်းအချက်ကတော့ငွေကြေးပိုင်းမှာ အကုန်အကြအထွက်ပြုတွေအများပြီတော့ပေါ့နော်အဲ့ဒီဘက်နဲ့စိတ်ညစ်ရမယ့်စိတ်ရှောရမယ့်ပုံစံလေးတွေကိုတွေ့ရပါလိမ့်ခင်ဗျာတကယ်အခုဒါကတော့အဓိကကျွန်တော်ဟောပြောပေးတဲ့အလောက်ကိုင်းနဲ့ငွေကြေးပိုင်းအခြေအနေဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘာတွေတူတူကြကြကြုံတွေ့လာရဖွယ်ရှိနိုင်တယ်လဲဆိုတာကိုတော့တဲရော့ကန်နဲ့ကန်ချမဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီလာကွန်ပိုင်းဒီဘာတွေတူတူကြကြရှိလာနိုင်တယ်လဲဆိုတာကိုတဲရော့ကန်လေးနဲ့ကြည့်ပြလိုက်ပါပြီ အပြောင်းလဲကြီးကြီးမားမားတချို့ကြုံတွေ့လာရနိုင်ပါတယ်။ဟိုကောင်အိမ်ပြောင်းအလုပ်ပြောင်းနေရကြောင်စားတဲ့အပြောင်းလဲမျိုးတွေဖြစ်ပေါ်စေတတ်တယ်လို့နေရာအရွှေပြောင်းလဲတွေလို့ဒါမှမဟုတ်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေမျိုးတို့စားတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်။သိတာထင်ရှားတဲ့တိုးတက်ကောင်းမွန်မှုတွေအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းမှာကိုယ့်ကိုကူညီပေးမမဲ့သူတချို့နဲ့လည်းပဲကြုံတွေ့ရတတ်တယ်လို့ကိုယ့်ကိုအနှောက်ယှက်ပြီးအတိုက်အခိုက်ပြုတဲ့သူများနဲ့လည်းပဲကြုံတွေ့ရတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒီခု အော်တိုဘာလာလာဝယ်ပိုင်းရနေစပြီးတော့အော်တိုဘာလာပုံပိုင်းဒီတနင်္ဂနွေသားမီးများရဲ့ကန်တာအခြေအနေဟာများသောအားဖြင့်တိုးတက်ကောင်းမွန်မှုတွေကိုရရှိလာစေနိုင်ပါလိမ့်မယ်ခင်ဗျာဒီလိုပိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျတဲ့တက်တဲ့တော့အပမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ။တင်းလာသားသမီးများအနေနဲ့အခုရောက်ရှိနေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့အော်တိုဘာလာကုန်ပိုင်းအထိအလောက်ကိုင်းငွေကြေးနဲ့တူတူကြကြဘလို့ဖြစ်ပျက်တွေကြုံတွေ့ရနိုင်မလဲဆိုတာကိုခေါ်ကြပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလောက်ကိုင်းအခြေအနေကိုကြည့်လိုက်တဲ့အခါမှာတင်းလာသားသမီးများဟာလုပ်ငန်းကိန်းကန်းပိုင်းတွေမှာမတင်မကျဖြစ်နေတာပါပဲ။အဲ့တော့ဟိုမြောက်တီမြောက်ဖြစ်နေပါတယ်လို့ဆိုရမှာပါပဲ။အဲ့တော့ကိုလုံးနေတဲ့အလုပ်တွေကမပြီးသေးတာတို့မပြီးပြတ်တာတို့အဲထင်းမော့ခက်ခဲကြံ့ကြာနေတာတို့စတဲ့ပုံစံမျိုးတွေကို ကြုံရတတ်ပါတယ်နောက်တစ်ခုကလုပ်ငန်းကိန်းတန်းပိုင်းတွေမှာအခက်အခဲအနှောက်အယှက်လေးတွေအနည်းနဲ့များဖြစ်ပေါ်စေတတ်ပါတယ်ဒါလေးတွေကိုနည်းနည်းဂရုစိုက်ဖို့လိုပါတယ်ခင်ဗျာမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ တင်းလာသားသမီးများအနေနဲ့ငွေကြေးစီးပွားလက်လာပါပိုင်းအနေနဲ့ပတ်သက်ပြီးတော့တော်တော်လေးပွင့်လန်းတိုးတက်လို့လာပါလိမ့်မယ်။ငွေဝေနိုင်တဲ့လမ်းကြောင်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနိုင်ပါမယ်။ဥမာဈေးရောက်နေတဲ့သူတွေအားလို့ရှိရင်ပို့ပြီးတော့အယောင်းဝယ်တွေခေါင်းလာလိမ့်မယ်။လက်လာပါတွေရွှင်လာပါလိမ့်မယ်။ဒါမလို့ဒါတင်းလာသားသမီးများရဲ့ဒီအောက်တိုဘာလပုံပိုင်းအထီးပေါ့နော်။ငွေကြေးကန်ကြမ္မာအခြေအနေကတော့တော်တော်လေးကိုကောင်းမွန်လှပါတယ်လို့ဒါလည်းရှိအင်္ဂါဝိစာအရာကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်။ဘာဒီတူတူကြကြကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတဲရော့ကတ်လေးနဲ့လည်းပဲထပ်ပြီးတော့ကြည့်ပေးပါမယ်ဖြစ်ပါတယ်။ တင်းထသားသမီးများအနေနဲ့အောက်တိုဘာလဝယ်ပိုင်းကနေစပြီးတော့လကော်ပိုင်းဒီဒီကာလတွေမှာမိကောင်းဆွေကောင်းတွေနဲ့စုံတရတတ်ပါတယ်ဆရာသမားလိုပုံပုံတွေအကြီးကဲလိုပုံပုံတွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။ဘယ်ကိစ္စကိုပဲလုံးလုံးဉာဏ်ပညာအတွေးခေါ်နဲ့ လောက်ကင်ဆောင်ရွက်ခြင်းအပြင်ပေါ့နော်ပုံမူပြီးတော့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့ဒီအချိန်ကာလမှာအတီတူးညံတို့အတွေ့တူးအမြင်တို့အတွေ့အသည့်အမြင်တွေအိုင်ဒီယာတွေတွေထွက်ပေါ်လာနိုင်တဲ့လို့အလားတွေကိုအသုံးချလုံဆောင်ရင်းနဲ့လည်းပဲအောင်မြင်မှုများရရှိနိုင်ပါလိမ့်မယ်လို့ဟောကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေတဲ့တော့အဖေမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာအင်္ဂါသားနည်းများတွေအခုရောက်ရှိနေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့အော်တိုဘာလာလာကုန်အထိပေါ့နော် ဒါကကြမ္မာအခြေအနေကိုဟောပြောပေးပါပါအဲ့လိုဟောပြောပေးတဲ့ဆိုတဲ့အခါမှာအလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုတဲရော့ကတ်လေးနဲ့ဒါကကြမ္မာဖတ်ကြားပေးပါပါမိတ်ဆွေများကဗီဒီယိုပိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအင်္ဂါသားသမီးများဟာလုံငန်းကိုင်ကန်ပိုင်းနေနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေ တော်တော်များများကိုကြုံတွေ့လာရနိုင်ပါတယ်အလုံးမှာအပြိုင်ဆိုင်တွေအနောက်ရက်တွေအတိုက်ခိုက်တွေပေါ်များစီတတ်ပါတယ်လုပ်ငန်းခိုင်ငံမကောင်းပါဘူးဆိုတဲ့သူတွေကရက်လိုက်ရတဲ့အခြေအနေမျိုးတွေဒီကိုဖြစ်သွားတတ်ပါတယ်ဒါပေမဲ့အလုံးမှာတော်တော်လေးဂယူးဆိုင်ဖို့တတိထားဖို့တော့လိုအပ်နေတယ်လို့ကျွန်တော်အနေနဲ့မှားချလိုပါတယ်ခင်ဗျာထို့နည်းတူသာပဲအလုံးကိုင်းတဲ့သူငွေကြေးပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲလေးတွေလည်းပဲဖြစ်လာနိုင်ပါတယ်အဓိကအပြင်တော့ငွေကြေးအတွက်နဲ့စိုးရိမ်သောကတွေအပူပင်ရမယ့်အခြေအနေမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ငွေကြေးကိစ္စနဲ့များအကုန်လုံးဟာလွယ်လွယ်ကူကူရှော့ရှော့ရှူရှူနဲ့အစင်မပြေနိုင်ဘူးဆိုတဲ့ပုံစံမျိုးကိုပဲအဲကျွန်တော်အနေနဲ့တွေ့ရပါတယ်ဒါကြောင့်မလို့ဒါအလောက်ကင်ရောငွေကြေးပိုင်းရောနှစ်ခုသလုံးအားနည်းနေတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ခင်ဗျာဘာပဲဖြစ်ဖြစ်ဒီအခုဒါမကုံခင်မှာဘလို့ထူးထူးခြားခြားအခြေအနေတွေဘလို့ကောင်းမွန်တိုးတက်မှုတွေရရှိနိုင်အောင်မလဲဆိုတာကိုအခုကျွန်တော်တဲရော့ကတ်လေးနဲ့ကြည့်ပြမှာပဲဖြစ်ပါတယ် ။အင်္ဂါသားမီးများအနေနဲ့ခေါင်းမူစရာစိတ်ရှုပ်စရာတွေတော်တော်များများရှိလာနိုင်ပါတယ်။ဖီအားတွေအောက်ကိုရောက်နေတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။အကောင်းဆုံးကျွန်တော်အကြံဉာဏ်ပေးချင်တာကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်လှလင်းညံ့ညံ့စဉ်းစားဆုံးဖြတ်ပြီးတော့လောက်ကန်ဆောင်ရွက်ပါလို့အကြံပြုပေးလိုပါတယ်။နောက်ဒီကာလတုန်းကခရီးသူခရီးရာတွေတွေသွားတတ်ပါတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကောင်းပါတယ်။အဲ့တော့ကံတွေကောင်းဖို့အလောက်ကန်နဲ့ငွေကြေးပိုင်းရဲ့အစင်မပြေမှုတွေကနေပြီးတော့အစင်ပြေစေနိုင်ဖို့အတွက်ဆိုရင် ခလေးငယ်လေးတွေကိုမုံဝယ်ကြေးတာလို့မုံဘိုးပေးတာလို့ကစားစရာဝယ်ပေးတာလို့လုပ်ပေးပါကို့ကြောင့်ခလေးလေးတွေပျော်ရွှင်ရလေအဲကိုရဲ့ကံတွေတောင်းလာလေပဲလို့ကျွန်တော်အနေနဲ့ခေါ်ကြပေးလိုက်ရပါတယ်ဗီဒီယိုခိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အပတ်မှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ဗုဒ္ဓဘုရားကြီးများတွေအခုအော်တိုဘာလလာဝက်ကနေစပြီးတော့အော်တိုဘာလလကုံအထိပေါ့နော်ကံကြမ္မာအခြေအနေကိုဟောပြောပြီးမှာပါအဓိကအဖြစ်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းရဲ့နောက်ဘာတွေထူးထူးခြားခြားကြုံတွေ့ရနိုင်ပြီလဲဆိုတာကိုတဲရော့ကတ်လေးနဲ့ရေကျွန်တော်ဟောပြောပြောပြီးမှာပါမိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးဘူးဆိုရင်လည်းပုံမှန်ရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဗုဒ္ဓဘုရားကြီးများဟာအခုဒီအော်တိုဘာလ လာကိုမိုင်းအထီပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခွင့်အလန်းကောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကိုရရှိလာနိုင်ပါလိမ့်မယ်လုပ်ငန်းကိုင်းနာပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းမွန်စေနိုင်တဲ့အခြေအနေမျိုးကိုလက်ရှိအင်္ဂါဝိဇ္ဇာအရကျွန်တော်အနေနဲ့တွေ့လိုက်ရပါတယ်အလုံးမအကူအညီကောင်းအထောက်ခံကောင်းတွေအဆက်အသွယ်ကောင်းတွေလည်းပဲများတော့ရရှိလာနိုင်ပါတယ်ကိုပါဟိုပဲလှုပ်ချင်လှုပ်ချင်ကိုပါဟိုပဲဖြစ်ချင်ဖြစ်ချင်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုဖြစ်ချင်တာတွေကိုအင်တိုင်းအားတိုင်းနဲ့ကြိုးစားလှုပ်ဆောင်ပါလို့အကြံပြုပေးလိုပါတယ်ငွေကြေးပိုင်းငွေကြေးအစုလိုက်ပုံလိုက်ဝင်လာနိုင်ခြင်းရှိပါတယ်အဲ့တော့ထိပေါက်သလိုချဲပေါက်သလို ငွေရတယ်လို့မျိုးပေါ့နော်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေရှိနေတယ်လို့တွေ့ရတာဖြစ်တဲ့အတွက်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေကိုဖွင့်ထားပါအဲလုပ်ငန်းကိုင်ငန်းပိုင်းတွေမှာလည်းပဲငွေရေးကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်နောက်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လက်လာပါတွေအထူးပေါ်များကြွယ်ဝစေနိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့အရင်ဆုံးအင်္ဂါဝိသရာအလောက်ကိုင်းနေငွေကြီးအတွက်ကိုကျွန်တော်ကြည့်ပေးတာပါဘာဒီထူးထူးခြားခြားထပ်မံကြုံတွေ့ရခွင့်ရှိနိုင်မလဲဆိုတာကိုတေရော့ကန်လေးနဲ့ကျွန်တော်ဖတ်ကြားပေးမှာပါမိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတက်ရောက်ချင်းဘီဒီမင်းမြန်းချင်းလဲဆိုရင် TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးက မေးမြန်းလို့ရပါတယ်တူချင်းတယောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ပင်ရင်ဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူဇော်ကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲကုဆက်လက်ပြီးတော့ဒါထဲရောကန်နေတဲ့ဗုဒ္ဓဘုရားကြီးများတွေဘာလို့ကြုံတွေ့ရနိုင်မလဲဆိုတာကိုကျွန်တော်ကြည့်ပေးလိုက်ပါပြီ ဘာတွေကြုံတွေ့ရနိုင်တယ်ဆိုတော့တိတာထင်ရှားတဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အဲ့တော့နာမည်ကုန်သွင်းနေကြော်စောပါလိမ့်မယ်အကူအညီကောင်းထောက်ပံ့ကောင်းတွေကိုရရှိမယ်စိတ်ချမ်းသာမှုပျော်ရွှင်မှုတွေနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်အလွန်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားတစ်ခုကိုရောက်ရှိနေပြီလို့စိတ်ထဲမှာယုံကြည်သွားလက်ခံထားလိုက်ပါလို့ဖော်ကြားပေးလိုက်ရပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျမြတ်သက်တဲ့ဆိုအဖေမှာကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ ကြာတာရေးသားမိများတွေအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒီကူရောက်နေတဲ့အော်တိုဘာလာလာဝက်ကနေစပြီးတော့လာကောပိုင်းဒီကျွန်တော်ဟောပြောပြမှာပါဒါကိုအင်္ဂါဝိစာနဲ့ဟောပြောပြမှာဖြစ်ပြီးတော့ပြီးတဲ့အခါမှာဒါဘာဒီထူးထူးခြားခြားကြုံတွေ့လာရနိုင်အောင်လဲဆိုတာကိုတဲတော့ကလည်းကျွန်တော်ဖတ်ကြားပြမှာပဲဖြစ်ပါတယ်အဲ့တော့လက်ရှိအင်္ဂါဝိစာရတွေ့လိုက်ရတာကတော့အလောက်ကိုင်းမှာအဆင်မပြေမှုတွေတော်တော်များများဖြစ်ပေါ်လာနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်အဲ့တော့အလောက်မှာကြီးခဲ့တဲ့သူတွေညွန်ညင်မှုတွေခံရတာတို့ဒါအလောက်မှာလုပ်ငန်းတွေပြဿနာလေးတွေပေါ်ပေါက်လာတာတို့နော်ကိုနဲ့တခြား အဲသူတွေနဲ့ပေါ့နော်ဂျားထဲမှာအဲပြဿနာလေးတွေရှိလာနိုင်တာလို့စတဲ့အခြေအနေမျိုးတွေတွေ့ရပါတယ်အဲ့တော့အလုံးမှာအစင်မပြေမှုတွေနဲ့အတိုက်ခိုက်အနှောက်အယှက်ပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်သတိထားပါလို့မှာကြားလို့ပါတယ်ခင်ဗျာ ။နောက်ငွေကြေးပိုင်းမတင်မကြဖြစ်နေတာပါတယ်။ရမယ့်ငွေကြေးတွေကရမလို့လို့ရမလို့နဲ့ကိုယ့်လက်ထက်ကိုရောက်မလာနိုင်သေးဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဖြည့်ရှင်းရမယ့်ကိစ္စတွေမှာမဖြည့်ရှင်းနိုင်သေးပဲနဲ့ပေါ့နော်။ခက်ခဲကြံ့ကြာနေတတ်တဲ့ပုံစံမျိုးတွေ။နောက်မတင်မကြဖြစ်နေတတ်တဲ့ပုံစံမျိုးတွေချုပ်ပေးရတတ်ပါတယ်။ဒါမှမဟုတ်အလောက်ကိုက်မှာ အားနည်းနေတယ်လို့ဝေကြီးပိုင်းမှာလည်းပဲအားနည်းနေတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့နောက်ထပ်ဘာဒီအေးတူတူကြကြကြုံတွေ့ရနိုင်မလဲဘလို့ရရာနေနေလုံးတင်ပါတယ်ဆိုတာကိုထပ်ပြီးတော့ကျွန်တော်ဒီရောကာဒီနဲ့ကြည့်ပြီးမှာပဲဖြစ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အတဲလေးကိုထည့်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုထည့်ပြီးတော့ ဟောလို့လောက်ခဲ့ပြီလို့ရပါတယ်ခင်ဗျာကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမေးမြန်းခြင်းနဲ့မိတ်ဆွေများက TikTok Bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမေးမြန်းလို့ရပါတယ်တဦးချင်းတယောက်ချင်းရဲ့ကိန်းဂန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစနစ်တွေကိုကျွန်တော်ပို့ပေးတယ်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်လိုအပ်တဲ့ရည်ရည်တွေကိုအကြံပြုတိုင်းညွှန်ပေးပါတယ်ညံပူတော်ကတဦးကိုနှစ်ကောင်းချက်ယူပါတယ်ခင်ဗျာကဲတော့ကြာသာပြီးသားမိများလည်းအခုကျွန်တော်တေရော့ကလေးချိုးကြည့်လိုက်ပါပြီ တဲရောကကနမိတ်ပုံဟာဒီတိုင်းတိုင်းကြီးနေနေတာမျိုးဒီတိုင်းတိုင်းကြီးလုံနေတာမျိုးမဟုတ်ပဲねအပြောင်းလဲလေးတွေကိုစဉ်းစားသင့်တယ်လို့ဒါအကြံပြုလမ်းညွှန်ပေးထားပါတယ်အဲ့တော့အပြောင်းလဲတွေလုံမတာလည်းရင်တိုးတက်အောင်မြင်မှုတွေကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်ဒီကာလတွေမှာငြိမ်ငြိမ်လေးနေနေရတာမျိုးမဟုတ်ပဲねလှုပ်ရှားသွားလာနေရတဲ့အချိန်တွေညားနေတာပါတယ်အဲ့လိုမျိုးလှုပ်လှုပ်ရှားရှားသွားသွားလာလာလောကကံရနေရထိုင်ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကောင်းတယ်လို့တွေးရပါတယ်လူမှုရေးပိုင်းတွေမှာကိုယ့်ဘဝကိုကောင်းတဲ့သူတွေရှိတယ်လို့ကိုယ့်ကိုဒုက္ခပေးမဲ့သူတွေနဲ့လည်းပဲ ကြုံရတတ်ပါတယ်အဲ့တော့ခက်ခဲစွာနဲ့ယုံကန်နေရတဲ့အခြေအနေတွေရှိမယ်ဆိုရင်ဒီအခြေအနေတွေကနေယုံထွက်နိုင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်တော့ယုံထွက်ပြီးတော့လွတ်မြောက်သွားနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာရရားအနေနဲ့ကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထံမှာစပယ်ပန်းရှိကုန်တို့မဟုတ်စပယ်ညွန့်ရှင်ညွန့်လှူဒန်းပြီးတော့ဆူတောင်းပေးပါလို့ရရားလေးပေးလိုက်ရပါတယ်ဒါအလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားအနောက်ရှက်အတိုက်ခိုက်တို့ကင်းအောင်ပေါ့နော်ဆောင်ရွက်ပေးပါခင်ဗျာဒီလိုဟိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုမှကွန်မန့်လေးတွေရေးခဲ့ပါအောင်လိုက်ရှယ်လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ တောက်ကြသားကြီးများတွေအခုရောက်ရှိနေတဲ့ဒီအော်တိုဘာလာလာဘက်ကနေစပြီးတော့လာကုန်ပိုင်းဒီအလုတ်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုကျွန်တော်အင်္ဂါဝိဇ္ဇာနဲ့ကြည့်ပေးပါမယ်။ပြီးတဲ့အခါမှာဘာလီထူးထူးခြားခြားကြုံတွေ့ရနိုင်မလဲဆိုတာကိုတဲရွက်ကန်နဲ့ကန်ချမဖတ်ကြားပေးပါမယ်ခင်ဗျာ။မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါအောင်။ follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အကောင့်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်။တောက်ကြသားကြီးများရဲ့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုတော့လွန်စာမှာဝန်တာကျင်းနဲ့အားရမိပါတယ်။လုပ်ငန်းကိန်းနှံပိုင်းနေနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေနောက်အခွင့်အလမ်းက ောင်းတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အလုံးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေစိတ်ချမ်းသာမှုတွေကိုအများဆုံးရရှိစေနိုင်မယ်။အချိန်ကာလပိုင်းခြားကိုရောက်ရှိနေတယ်လို့တွေ့ရပါတယ်ခင်ဗျာ။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကြည့်ရမယ်ဆိုရင်တော့ငွေကြေးပိုင်းတွေမှာအကုန်အကျအထွက်ပြုတွေညားနေတတ်ပါတယ်။အဲတချို့ငွေကြေးတွေနဲ့လည်းပဲစိတ်သောကများစရာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်။အဲလိုအပ်လို့မလိုပေါ့နော်ပတ်စံနေရှာရဖွေရတာမျိုးလေးတွေလည်းပဲ ဖြစ်တတ်ပါလေ။ဘာပဲဖြစ်ဖြစ်ငွေကြီးကြီးပိုင်းမှာတော့တကယ်ပဲအာနဲနေတယ်လို့ဆိုရမယ့်အနေအထားမျိုးကိုသွားတွေ့ရပါလေခင်ဗျာ။ကြေတာကတော့အရင်ဆုံးအင်္ဂါဝိသနဲ့အလောက်ကငွေကြီးအခြေအနေကိုကြည့်ပြလာပါ။ဘာလို့တူတူကြကြကြုံတွေ့ရနိုင်အောင်လဲဆိုတာကိုတေရော့ကန်နဲ့ ကကြမှာဖန်ချပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီယိုမင်းမြန်ကျင်ပါတယ်ဆိုတဲ့သူများက TikTok ဘိုင်းမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဗီဒီယိုမင်းမြန်လို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစနန်းတွေကိုပို့ပေးတယ်တိလိုတဲ့မင်းလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပြဟောပေးတယ်လိုအပ်တဲ့ရည်ရာတွေကိုအကြံပြုတန်းညွှန်ပေးပါတယ်ညံပူစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာကဲကူဆက်ပြီးတော့တောက်ကြတာမိများတွေတဲရော့ကတ်တွေကျွန်တော်ထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ တောက်ကြသားသမီးများအနေနဲ့ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေတွေဖြစ်ပေါ်စေတတ်ပါတယ်။နောက်ဒီကာလအတွင်းမှာအကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။အဲ့တော့တိတာထင်ရှားတဲ့တိုးတက်ကြောင်းလဲမှုတွေနဲ့အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်လို့ဒါလက်ရှိဒါကျွန်တော်တေရော့ကတ်ချူလိုက်တဲ့အခါမှာ ကြနေတဲ့နမိတ်ပုံရဟောပြောပေးလိုက်ရပါတယ်ခင်ဗျာအဲ့တော့အခုကျွန်တော်ရဲ့ဟောပြောချက်လေးတွေသဘောကျနှစ်သက်တယ်ဆိုအဖမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့လည်းပဲအားပေးခဲ့ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်စနေသားသမီးများတွေအခုရောက်ရှိနေတဲ့ဒီရဲ့အော်တိုဘာလလဝက်ကနေစပြီးတော့လပုံပိုင်းအထိပေါ့နော်အလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိဆာနဲ့ကျွန်တော်ကြည့်ပေးပါမယ်။ဒါပြီးတဲ့အခါမှာထူးထူးခြားခြားဘာတွေကြုံတွေ့လာရနိုင်မလဲဆိုတာကိုဒါတဲတော့ကန်နဲ့ကန်ကြမ္မာဖတ်ကြားပေးပါမယ်ဖြစ်ပါလေခင်ဗျာ။ မိတ်ဆွေများကဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုထည့်ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ရသေးဘူးဆိုတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပောင်းလေးကိုထည့်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာ စနေသားမီးများအနေနဲ့လုပ်ငန်းခိုင်ငန်းပိုင်းတွေကရှေ့ကိုမရောက်နိုင်ဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပါတယ်အလုံးမှာခက်ခဲမှုတွေစိန်ခေါ်မှုတွေများစွာကြုံတွေ့နေရတာပါတယ်အလုံးနဲ့ပတ်သက်တဲ့ PR တွေလည်းပဲတအားများနေတာပါတယ်ဒါပေမဲ့အလုံးကိုင်းနဲ့ပတ်သက်တဲ့ဒီချိန်ကာလပိုင်းထားရဲ့အခြေအနေကတော့ဒါခက်ခဲကြတဲ့ကနေအကျိုးသားရုံးကန်ပြီးတော့ပေါ့နော်များသောအားဖြင့်အစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာအဲ့တော့ငွေကြေးပိုင်းမှာတော့အဆင်ပြေမှုတွေရှိလာပါလိမ့်မယ်ငွေဝင်နိုင်တဲ့လမ်းကြောင်းတွေပွင့်လန်းလို့လာပါလိမ့်မယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတချို့ကိုပြည်လည်အောင်ဖြည့်ရှင်းလုပ်ဆောင်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ဒါမို့လို့စနေသားမိများရဲ့ဒီကာလငွေကြေးပိုင်းအခြေအနေတွေအတွက်ပို့တော့ကျွန်တော်အနေနဲ့ ကောင်းပါတယ်လို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာ။ကြတာကတော့အရင်ဆုံးအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုအင်္ဂါဝိစာနဲ့ကျွန်တော်ဟောပြောပေးတာပါ။ဘာလို့ဖြူးဖြူးကြဲကြဲကြုံတွေ့လာရနိုင်အောင်လဲဆိုတာကိုတဲရွက်ကန်နဲ့လည်းပဲကျွန်တော်ဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဗီဒီယိုမင်းကျင်တယ်ဆိုရင် TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားရှိပါတယ်။အရင်ကနေဆက်သွယ်ပြီးတော့တူတင်စရင်ပေးကဗီဒီယိုမင်းတို့ရပါတယ်ခင်ဗျာ။အဲ့တော့တဦးချင်းတယောက်ချင်းကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟောစတန်တွေကိုကျွန်တော်ပို့ပေးတယ်။သိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေး တယ်။ဒါလိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ညံပူစွာကတအူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ကဲခုဆက်ပြီးတော့စနေသားနေ့များတွေဒါတဲ့ရက်ကနေနဲ့ကျွန်တော်ဟောကြားပေးလိုက်ပါပြီ။ စနေသားမိများဟာဒီအချိန်ကာလပိုင်းသားမှာဘာသာရေးပိုင်းဆိုင်ရာကိစ္စရာမျိုးတွေကိုဆောင်ရွက်ရတတ်ပါတယ်။ဘာသာရေးအလုပ်လုပ်နေတဲ့သူတွေကလည်းပို့ပြီးတော့ကံတွေကောင်းစေနိုင်နိုင်မယ်လို့တွေးရပါတယ်။နောက်ဒီကာလအတွင်းမှာအတွေ့အထိအမြင်တို့အတိတို့ဉာဏ်တို့တွေရသွားရပါတယ်။နောက်တချို့ဘာလို့လို့ဘာကံရမှမသိဘူးလမ်းပြောင်းနေပါတယ်ဆိုတဲ့သူတွေကလည်းပဲဘာလို့လို့ဘာကံရမယ်ဆိုတဲ့လမ်းစာတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အခွင့်အလမ်းကောင်းတချို့ရလာနိုင်ပါတယ်။အဲတိုးတက်အောင်မြင်မှုလေးတွေလည်းရှိလာနိုင်ပါတယ်။အထူးသဖြင့်မိကောင်းစေကောင်းနေတဲ့ဆုံးတွေ့ရတတ်တဲ့ဆရာသမားလိုပုံကိုယ်တွေရဲ့အကူအညီကောင်းတွေကိုရရှိစေနိုင်ပါ င်ပါလိမ့်မယ်လို့ဒါလည်းရှိတယ်တော့ကကနမိတ်ပုံရကျွန်တော်ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ရဟောပြောချက်လေးတွေကိုသဘောကျမျှတက်တဲ့ဆိုအဖေမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးလှည့်ပါအောင်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်